ရေဒီယိုအန်ယူဂျီသတင်းများမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်ဇွန်လ22ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ဂျိုးပင်ကောက်နယ်ကစစ်တပ်သတင်းပေးတူကိုတော်လိုင်းရဲဘော်တွေရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဘကိုးတိုင်းတာဝတီခရိုင်ဂျိုးပင်ကောက်မြို့နယ်မှန်မီထူးရွာကစစ်တပ်သတင်းပေးတူကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တာဝရီခန်တရင်3832တခွဲ6ကထုတ်ပြန်ပါတယ်။မမ်မေထူးရွာကစစ်တပ်သတင်းပေးကိုမိုးစုသူကိုဇွန်လ20ရက်နေ့ညနေ4နာရီခွဲချိန်မှာတာဝရီခန်တရင်3832တခွဲ6 Black Dragon GBK PTF ကပြစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။ကိုမိုးဟာတော်လိုင်းရဲဘော်တွေရဲ့လှုပ်ရှားတောလာမှုတွေကိုဖုန်းနဲ့မှတ်တမ်းတက်ပုံတွေခြိုက်ကူးပြီးစစ်ကောင်စီတပ်ကိုသတင်းပေးတာဒေသနေလူငယ်တွေကို PTF လို့ဆွဆွဲပြီး ်စစ်ကောင်စီထံမမှန်သတင်းပေးတိုင်ကြားတာတွေလုပ်နေတဲ့သူဖြစ်တာကြောင့်ရှင်းလင်းရတာလို့အသိပေးပါဗျ။ဒါပြင်စစ်တပ်နဲ့ပေါင်းပြီးဒေသနေပြည်သူတွေကိုအနိုင်ကျင့်ချင်းချောက်တာတွေလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။တောင်ရီခန်တရင်383ညနှစ်တက်ခွဲ6အနေနဲ့ဒေသနေပြည်သူတွေနဲ့တော်လင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့စစ်ကောင်စီတပ်တွေနဲ့စစ်ကောင်စီလက်ပါစီစစ်တပ်တောက်တိုင်တွေကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့သူတို့ရှိတဲ့နေရာတွေကိုမသွားကြဘူးသတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးချောင်းဦးမြို့ထွေရုံကထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာစစ်သား2ဦးသေဆုံးဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့မှာရှိတဲ့မြို့နယ်ထွေရုံကထွက်လာတဲ့ဂျမ်ပတ်စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာစစ်သား2ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ BLTF တပ်ခွဲအညာမိုင်းဖွဲ့ကပြောပါရယ်။ချောင်းဦးမြို့ထွေဦးရုံးကထွက်လာတဲ့အင်အား30ခန်းပါတဲ့အချမ်းပတ်စစ်တပ်စစ်ကြောင်းကိုချောင်းဦးမြို့စုတောင်းပြေကြောင်းဒီမှာ BRDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့က နေ့ကဇွန်လ22ရက်ညနေ9:45မိနစ်ခန့်အချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား2ဦးပွဲချင်းပြီးတေဆုံးသွားတာကိုမျက်မြင်တွေ့ခဲ့ရပြီးဒဏ်ရာသွားတာတွေလည်းရှိနိုင်တယ်လို့အသိပေးပါတယ်။စစ်ကောင်စီဘက်ကတော့ပြန်လည်ပြစ်ခတ်တာတွေရှိပေမဲ့တော်လိုင်းရဲဘော်တွေထိခိုက်မှုရှိခဲ့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းဇွန်လ16ရက်တုန်းကလည်း6ဦးထွေအိုရုံးကနေအင်စည်းကားနဲ့ထွက်လာတဲ့၃ပွင့်ဘူပါဝင်စစ်သား9ဦးကို Braveheart Army BHA တပ်ဖွဲ့က မုံရမန္တလေးလမ်းပိုင်းတနေရာမှာတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ် Braveheart Army BHA တပ်ဖွဲ့ကရဲဘော်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်အရာရှိပါဝင်3ဦးသေဆုံးကတအူးတန်ရရောက်သွားပြီးတအူးထွက်ပြေးလွတ်မြောက်သွားပေမဲ့တနက်9လက်နဲ့ဖုန်း3လုံးကိုတိမ်စီရရှိခဲ့ပါတယ်ခင်ဗျာအခုတခါတနင်္သာရီခြေဆိုင်ခမရ959တက်ကတသား2ဦးတနင်္သာရီပကဖတန်အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းမြေခရိုင်တနင်္သာရီမြို့နီးကအောက်ကင်းရွာမှာခြေစိုက်တဲ့ခမရ950ခွန်တရင်ကတပ်သား2ဦးလမ်းကင်းတောင်ဝကျစီမှာထွက်ပြေးလာပြီးအလင်းဝင်လာတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ရောင်တိုင်းတိုက်ကြီးမြို့နယ်ဂျိုးပြူမှာရှိတဲ့အမှတ်1လက်ချင်းတနန်းကျောင်းမှာစစ်မှုထမ်းတနန်းအပတ်စဉ်1နဲ့အပတ်စဉ်6ကစစ်မှုထမ်းတနန်းစင်းတွေဖြစ်ပြီးဇွန်လ19ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ စင်မူတန်တင်တဲ့အပတ်စဉ်တက်ကစစ်သားဟာ MA3 တလက်ကြီးပေါက်9ခု G အတောင်း120ကြီးကတစုံယူလာပြီးအပတ်စဉ်ကိုတင်နန်းစင်းတပ်သားက MA3 တလက်ကြီးပေါက်6ခု G အတောင်း120ယူဆောင်လာခဲ့တယ်လို့သိရပါတယ်။အဲဒီစင်မူတန်တပ်သား2ဦးဟာဂျိုးပြူမှာရှိတဲ့အမှတ်1လက်ကျင်တင်နန်းကျောင်းမှာတင်နန်း2လခွဲတင်းနေသားတိုင်းဗိုလ်ပြင်းမြို့နယ်တပ်မ73မှာမုံမှန်တင်နန်းနှစ်ပတ်တက်ခဲ့သူတွေဖြစ်ပြီးမြိမ့်မြို့103တက်ကိုပို့ဆောင်ခံခဲ့ရကနေရကြမှာ တနင်္လာနေ့မြို့နယ်အောက်ကင်းရွာအခြေဆိုင်ခမရ959တက်ကိုရောက်ရှိလာသူတွေလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။သူတို့နှစ်ဦးဟာတနင်္လာနေ့မြို့နယ်ဗန်းလမွတ်ရွာနဲ့ပနတ်ငယ်ရွာကြားလမ်းကင်းတောင်ဝင်ကျနေချိန်မှာထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ပြီးတနင်္လာနေ့မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တန်အလင်းဝင်လာခဲ့တာဖြစ်ပါတယ်။စေအုပ်စုရဲ့အတင်းအဓမ္မဖမ်းဆီးခြင်းခံရပြီးတပ်သားအဖြစ်စုဆောင်းခံရသူတွေဖြစ်တာကြောင့်စစ်ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်သွားမယ်လို့အလင်းဝင်သူတွေကပြောပါတယ်။ အကြံပေးစစ်တပ်ရဲ့စစ်မှုထမ်းအမိတ်ကြီးညာချက်ကြောင့်အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေပါဝင် ပြည်သူ့ဘက်ရက်တီလို့တဲ့တပ်မတော်သားတွေနဲ့ရက်တပ်ဖွဲ့ဝင်တွေအနေနဲ့တင်းနှိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေကိုချိတ်ဆက်ပြီးအလင်းဝင်နိုင်တယ်လို့အသိပေးတိုက်တွန်းထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ